စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအမိန်ပေးစနစ်အပြောင်းလဲလုပ်လိုက်တဲ့အတွက်တိုက်ခိုက်မှုတွေအရင်ထက်ရရှိပိုတိုးလာတယ်လို့သူတေသနာအဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။စစ်ရေးပြင်းပတ်တရင်ရတာနဲ့အမြန်ဆုံးတိုက်ခိုက်နိုင်ဖို့လေတက်ဌာနချုပ်တွေမှာတိုက်လေရင်ရဟတ်ရင်တွေအစီး200ကျော်ကိုဖြန့်ခွဲချထားတယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါရီနဲ့တွဲပြည့်မဲ့လေကြောင်းဘုံတွေကိုလည်းစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေကတိုးပြီးထုတ်ပေးနေတာပါ။ လွန်ခဲ့တဲ့တနေ့ကျော်ကလေကြောင်းတိုက်ခိုက်မှု၃ရက်တကြိမ်ပဲပြန်များရှိခဲ့ရာကနေလက်ရှိအချိန်မှာတော့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေကရှိနေတာဖြစ်ပါတယ်။လေရင်နဲ့လေကြောင်းပုံအစင်သစ်ပြင်ထားတဲ့စစ်တပ်လေတပ်စခန်းတွေစစ်ကောင်စီဟာလေတပ်စခန်း၈ခုမှာစစ်လေရင်တွေကိုအဓိက ဖြန့်ခွဲချထားတယ်လို့ MDSI ကဆိုပါတယ်။ MDSI ဟာ CDN စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့စစ်ဘက်နဲ့လုံခြုံရေးဆိုင်ရာသုတေသနအရှိပြုအဖွဲ့တစ်ခုဖြစ်ပါတယ်။ စစ်လေရင်တွေအဓိကဖြန့်ခွဲထားတဲ့လီတာစခန်းတွေကတော့မကွေးလီတာစခန်းဌာနချုပ်တရာဦးလီတာစခန်းမော်ဘီလီတာစခန်းနေပြီးတော့လီတာစခန်းလေကြောင်းအတက်တင်လီတာစခန်းဌာနချုပ်ရှန်တဲမိတ်တီလာတောင်ငူလီတာစခန်းဌာနချုပ်နန်းဆန်လီတာစခန်းဌာနချုပ်နဲ့ပသိမ်လီတာစခန်းဌာနချုပ်တွေဖြစ်ပါတယ်ဒီလီတာစခန်းတွေအပြင်မင်္ဂလာတုံမြကြီးနာမုံရွာဟောင်းမလင်းတို့မှာလည်းဖြန့်ထားပါတယ်အပေါ်စားတိုက်လေရင် YAK 130ဘတ်စုံသုံးတိုက်လေရင် SU30 နဲ့ MiG29 အပါအဝင် ၊လေးရင်၊ရဟတ်ရင်၊ပို့ဆောင်ရေးရင်220ထက်မနည်းကိုလက်နက်ခဲယမ်းတွေနဲ့အတူလေးတဲ့စခန်းဌာနချုပ်တွေကအသိပြင်ပေးထားရတာပါ။ဖော်ပြထားတဲ့စည်ရင်းတွေကတော့အဓိကလေးတဲ့စခန်းတွေရဲ့ဖြန့်ခွဲတဲ့ပုံစံဖြစ်ပါတယ်။ဒါပေမဲ့ဒီလေးရင်တွေကအဲ့ဒီမှာပဲရှိနေတာမဟုတ်ပါဘူး။လေရင်ရဲ့မူရင်းအခြေဆိုင်စခန်းကမကွေးဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့စစ်ရေးလိုအပ်ချက်အရာတရားဥပဒေကိုပြောင်းရွှေ့တာလည်းရှိတယ်လို့ MDSI ကစစ်ဘက်ရေးရာတာဝန်ခံ CDN ဘုံမှုဟောင်းကိုနောင်ယိုးကပြောလာပါတယ်ဒီလေရင်တွေနဲ့တွဲသုံးဖို့90ကီလိုကနေ တထောင်ကီလိုအထိရှိတဲ့လေကြောင်းဘုံတွေကိုကာကွယ်ရေးပစ္စည်းဆက်ရုံကပ်ပတ်ဆောင်တွေကတိုးပြီးထုတ်ပေးနေတာပါလေကြောင်းဘုံတွေကိုပြည်တွင်းထုတ်တွေနဲ့ပဲတက်နိုင်သလောက်အသုံးဆွဲတယ်ပြည်တွင်းထုတ်တွေကိုပုံစံမျိုးစုံနဲ့လိုအပ်ချက်နဲ့အညီထုတ်လာနိုင်တာတွေ့ရတယ်လို့ကိုအောင်ယိုးကပြောပါတယ်ကပ်ပတ်ဆောင်3နဲ့ကပ်ပတ်ဆောင်21တို့ကလေကြောင်းဘုံတွေအများဆုံးထုတ်ပေးနေကြတာလည်းဖြစ်ပါတယ်လေကြောင်းဘုံအသေးတွေကိုကပ်ပတ်ဆောင်3ကထုတ်ပြီးကပ်ပတ်ဆောင်21ကလေကြောင်းဘုံအကြီးတွေကိုထုတ်ပေးတာပါ drop ဘုံတွေကိုကပ်ပတ်ဆောင်3နဲ့ကပ်ပတ်ဆောင်12 ရော့ကက်ဒုံးတွေကိုကပ္ပစ30နဲ့လေတက်30အမြောက်ကြီးတွေကိုကပ္ပစ16ကထုတ်လုပ်ပါတယ်။ချက်ချင်းထုတ်ချက်ချင်းကျဲနေတဲ့အနေအထားမှာရှိတယ်။ကရင်ပြည်နယ်မှာပစ်သွားတဲ့ cluster ဘုံဆိုရင်2025 April 20ကမှထုတ်ထားတာ။လေကြောင်းအဆက်မပြတ်ပြစ်ဖို့လက်နက်ခဲရန်လဲအစမတန်ထုတ်နေတာမြင်ရတယ်လို့ကိုနောင်ယိုးကပြောပါတယ်။ကရင်ပြည်နယ်ကြုံတို့မြို့နယ်အတွင်းဒီရပိုင်းမှာကျဲခဲ့တဲ့ဘုံခွန်အစိပ်ပိုင်းတွေဟာကပ္ပစထုတ် MAB 16 C6 cluster bomb အမျိုးအစားဖြစ်တယ်လို့ MDSI ကမေ3ရက်မှာထုတ်ပြန်ထားတာပါ။ အမိန်ပေးတဲ့အဆင့်အပြောင်းလဲနဲ့စစ်ရေးတရင်လုံးကြုံမှုတင်းကျပ်ထားစစ်တပ်ကအမိန်ပေးစနစ်ဖြန့်ဝေတာနေပြူဟာပြောင်းလဲတာနဲ့လေတပ်အဆင့်မြင့်တင်တာတွေကိုစစ်မြေပြင်မှာကြုံတွေ့နေရတဲ့အခြေအနေပေါ်မူတည်ပြီးလေကြောင်းတိုက်တာကိုအချိန်တင်လာနိုင်တာလို့စစ်ရေးလေတာသုံးသပ်သူတွေကမှတ်ချက်ပြုပါတယ်အာနာမသိငင်ကတိုက်ပွဲတွေမှာလေကြောင်းပြစ်ကူရဖို့ခက်ခါကြီးလို့ခေါ်တဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးအထိအဆင့်စစ်တင်ပြရပြီးဒိုရီယာဘုံကြုံမှုကြီးဆိုဝင်ကအမိန်ပေးဆုံးဖြတ်ပါတယ် အရင်ကမြေပြင်တပ်ဖွဲ့တွေတင်ပြတဲ့အရေးပေါ်လေကြောင်းပစ်ကူနဲ့မဟာဗျူဟာအဆင့်လေကြောင်းစစ်စင်ရေးနှစ်ခုလုံးကိုဗဟုအဆင့်ရှုပ်ကန်ထားခဲ့တာပါလက်ရှိမှာတော့ကျေပြန့်လာတဲ့စစ်ရေးအနေအထားအရအရေးပေါ်လေကြောင်းပစ်ကူအတွက်မြေပြင်စစ်စင်ရေးတပ်မှုတပ်မမှုနဲ့တိုင်းမှုတွေကနေတောင်းခံရယူလာနိုင်တယ်လို့ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ MDSI ကပြောပါတယ်အရင်ကဆိုကကကြီးကိုစောင့်ရတယ်အခုဆိုတွဲဖက်ပေးထားတဲ့လေကြောင်းတာဝန်ခံကနေတဆင့်လေကြောင်းပစ်ကူရယူရုံပဲလို့လေကြောင်းပစ်ကူရယူဖို့အဆင့်ရှော့ရှော့ပေးလိုက်တဲ့အခြေအနေကို စီဒီယံဘုံဘူးဟောင်းကုနောင်ယိုးကပြောပါတယ်အနိကပစ်ကူမဟုတ်ဘဲမဟာဗျူဟာအဆင့်၄ချောင်းစစ်စင်ကြီးအတွက်ကိုတော့ပူးတွဲစစ်စင်ကြီးကုကဲမှုဌာန JOC ကသာဆုံးဖြတ်ပါတယ် JOC မှာဒုတက်ချုပ်ညင်တိုင်းကုကဲရင်မှုကြီးရည်လေစစ်စင်ကြီးအထူးအဖွဲ့မှုတွေနဲ့စစ်ဦးစီးအရာအခြေချုပ်လေတို့ပါဝင်ပါတယ်မြေပြင်တည်င်းပေးနဲ့လေချောင်းကင်းထောက်ကနေရတဲ့စစ်ရေးတည်င်းကို JOC ကပြစ်မှတ်နဲ့နည်းမြေအနေထားပေါ်မူတည်ပြီးလေရင်နဲ့လက်နက်အမျိုးအစားကိုဆုံးဖြတ်ပါတယ် လေတစခန်းနဲ့ဌာနချုပ်တွေကလေရင်နဲ့လက်နက်ခဲရန်အစင်သိပြင်ထားရပါတယ်။အရေးကြီးပြမှတ်တွေအတွက်စစ်ရေးသတင်းကြုံမပေါက်ဖို့အမိန်ပေးပုံစံကိုကြစ်ကြစ်လေးလေးလှုပ်ဆောင်လာတယ်လို့လဲကိုနောင်ယိုးကဆိုပါတယ်။သတင်းကြုံမပေါက်အောင်လေတစခန်းဌာနချုပ်နဲ့ပိုင်လော့ကစစ်ရေးပြမှတ်ကိုကြုံမသိရပဲတိုက်ခိုက်မှသာသိရပါတယ်။ထွက်ခါနီးဒါမှမဟုတ် Y8 လိုမျိုးဆိုလက်နက်ပဲတည်ပြီးလေးပေါ်ပြတ်တက်ပြီးမှဘဲကူသွားကျဲပါလို့အမိန်ပေးတာလို့သူကပြောပါတယ်။စစ်အုံစည်းအိမ်မြင့်တင်ပြီးလေတက်အင်အားဖြည့် မြန်မာနိုင်ငံဟာ2024ခုနှစ်အတွက်စစ်အသုံးစိတ်အမေရိကန်ဒေါ်လာ5ဘီလီယံကိုသုံးခဲ့ပြီးအရင်နှစ်ကထက်66ရာခိုင်နှုန်းတိုးလာတာဖြစ်တယ်လို့ Sweden အရှေ့ဆိုင် SIPRI Institute ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ဒါကြောင့်မြန်မာဟာအာရှနဲ့သမုဒ္ဒရာပိုင်းဒေသတွေမှာစစ်အသုံးစိတ်အမြင့်ဆုံးတိုးသုံးတဲ့နိုင်ငံဖြစ်လာပါတယ်။လေတပ်အင်အားဖြည့်တင်းတဲ့အနေနဲ့2024ခုနှစ်အတွင်းမှာ FTC 2000G တိုက်ခိုက်ရေးလေယာဉ်လျှောက်စီး Y8 တိုက်ပို့ဆောင်ရေးလေယာဉ်တစ်စီးနဲ့ MI-70 6စီးတို့ကို 89နှစ်မြောက်လေတက်နှစ်ပတ်လည်နေ့မှာတက်တော်ဝင် ပွဲထုတ်ပြသခဲ့ပါတယ်။မိတ္တိလာက အမှတ်30တက်မတော်အကြီးစားဆက်ယုံတက္ကစ30မှာလဲ KAW အပေါ်စားတိုက်ခိုက်ရေးလေရင်တွေတက်ဆင်တာရှိတယ်လို့ MDSI ကထောက်ပြပါတယ်။တက္ကစ30မှာကတရုတ်နဲ့ဖက်ဆက်ပေါင်းပြီး KAW တွေကိုနှီးပညာလွှဲပြောင်းတက်ဆင်တာတရုတ်ကထုတ်တဲ့လေရင်တွေကိုပြည်ရင်းမှာတက်ဆင်တာပေါ့လို့ကိုအောင်ရွေးကပြောပါတယ်။စစ်တပ်ဟာလေရောက်တိုက်ခိုက်မှုတွေအတွက် YAK 130 KA နဲ့ FTC 2000G လို့ အပေါ်စားတိုက်ခိုက်ရေးလေရင်တွေကိုအဓိကအသုံးပြုပါတယ်။တရီပို့ဆောင်ရေးလေရင်တွေဖြစ်တဲ့ဝိုင်းတွဲကိုလည်း area ဘုံကျဲဖို့အတွက် drop ဘုံကျဲလေရင်အဖြစ်ပြင်ဆင်ပြီးသုံးလာပါတယ်။ရုရှားထုတ်စတုတ္ထမျိုးဆက်လွန် SU-30 နဲ့ MiG-29 လိုတိုက်လေရင်တွေကိုအရေးကြီးစရေးပြတ်မှတ်တွေမှာအသုံးပြုတာများပါတယ်။ဒီလေရင်တွေကိုအခုတလောစစ်တပ်ကဖိအားပေးလေကြောင်းတိုက်ခိုက်နေတဲ့မန္တလေးတိုင်းကစင်ကူးတပိတ်ချင်းနဲ့စကိုင်းတိုင်းတပိတ်ရင်တွေကအိုးဒိန်နေရာတွေမှာသုံးခဲ့တာတွေ့ရတယ်လို့ဒေသခံနဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။ဒီလိုတိုက်လေရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်အတွက် ကုန်ကျစရိတ်ဟာ SU30 အတွက်အမေရိကန်ဒေါ်လာ18000နဲ့ MIG29 အတွက်အမေရိကန်ဒေါ်လာ6500ကုန်ကျတယ်လို့ MDSI က latest CDM တွေကတွက်ချက်ထားပါတယ်ဒါဟာတနအီစာအတွက်လေရင်စီစားနှုန်းပြပြထိန်းသိမ်းစရိတ်နဲ့တက်တန်းရှိအစိတ်အပိုင်းတန်ဖိုးတွေအားလုံးပေါင်းတွက်ချက်ထားတဲ့ကုန်ကျစရိတ်တွေဖြစ်ပါတယ်ဒီတွက်ချက်မှုစရင်ရလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွက်အနည်းဆုံးကုန်ကျစရိတ်အမေရိကန်ဒေါ်လာ1320စစ်တပ်ကထုတ်သုံးနေတာဖြစ်ပါတယ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစောင့်ကြည့်နေတဲ့ညံလင်းသိသုတေသနအဖွဲ့ရဲ့အချက်အလက်အရမေလာထဲမှာတရက်ကိုအနည်းဆုံးလေကြောင်းချစ်ချိန်တိုက်နေတဲ့အတွက်တရက်ကိုအနည်းဆုံးဒေါ်လာ1000ကျော်သုံးနေတာဖြစ်ပါတယ်။လေကြောင်းမြန်မြန်တိုက်ခိုက်လာနိုင်တာတွေရဲ့တစ်ဖက်ရှမ်းမနစ်ကကာလာဒူနဲ့နိုင်ရှင်ရင်2025ဧပြီလကောင်အထိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအရေအတွက်အကြိမ်200နီးပါးတိုးလာပြီးထိခိုက်ဒေဆုံးတဲ့အရဲသားတွေလည်းပိုပြီးများပြားလာတယ်လို့ညံလင်းသိအဖွဲ့ကထုတ်ပြန်ပါတယ်။ညံလင်းသိရဲ့အချက်အလက်အရမနစ်ဇန်နဝါရီကနေ ဧပြီအထိလေကြောင်းတိုက်ခိုက်မှု619ကြိမ်ရှိပြီးတေဆုံးသူ359ဦးနဲ့ထိခိုက်ဒဏ်ရာရသူ956ဦးရှိခဲ့ပါတယ်။ဒီနှစ်မှာတော့လေကြောင်းတိုက်ခိုက်မှု1005ကြိမ်ပြုလုပ်ခဲ့ပါတယ်။တေဆုံးသူကလည်းအရသာ665ဦးနဲ့ထိခိုက်ဒဏ်ရာရသူ1236ဦးရှိလာခဲ့တာပါ။ဒေါ်လာကြီးတပွဲတွေရှိတဲ့နေရာကိုဦးတည်တိုက်ခိုက်တာဆိုပေမဲ့အရသာတည်ဆုံးတာကများနေတယ်လို့စစ်ကောင်စီလေကြောင်းဖိအားပေးနေတဲ့မန္တလေးတိုင်းကဒေါ်လာကြီးတပွဲဝင်တချို့ကပြောပါတယ် တင်းကြံကာလနောက်ပိုင်းမှာမန္တလေးတိုင်းအထက်ပိုင်း PDF စိုးမိုးနယ်မြေဖြစ်တဲ့မရရာစင်ကူးတပိတ်ချင်းမိုးကုတ်တို့ကိုလေရင်မလာတဲ့ရက်မရှိဘူးလို့ဒေသခံတအူးက BBC ကိုပြောပါတယ်။ SU30 လို့တိုက်လေရင်တွေတုံးလာတာကြောင့်လေရင်လာတဲ့အတန်မကြရလို့အတိအပြောက်လဲများနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ကျဲပြီးမှလေရင်လာမှတည်တယ်။ဘုံခိုချင်းတွေကလည်းဒါကိုခဏကြီးအားမရှိဘူး။တက်တက်ကြရင်အကုန်ရစရာမရှိသေးကြတာလို့တပိတ်ချင်းဒေသခံကပြောပါတယ်။စစ်တပ်ရဲ့လေရောက်တိုက်ခိုက်မှုကြောင့် လူအစုလိုက်တည်ဆုံးမှုတွေကမန္တလေးတိုင်းတဲကလိတ်ကြရေထွက်ရွာတွေအပြင်စကိုင်းတိုင်းတပည့်ရင်တွေကအိုးတိန်တင်းရွာတွေမှာကြုံခဲ့ပါတယ်။အရက်သားတွေအနေနဲ့လေကြောင်းသတင်းတွေရဖို့နဲ့လေကြောင်းရံကောက်ွယ်ဖို့ဘုံကိုချင်းတူးဖို့ကလည်းအခက်အခဲတွေရှိနေပါတယ်။စကိုင်းတိုင်းမှာတော့အရက်သားဆိုစကားပြောဆက်ပေးမသုံးတဲ့နေရာတွေရှိတော့လေကြောင်းသတင်းမရကြဘူး။ဘုံခိုချင်းကလည်းမတူးနိုင်တဲ့သူကများပါတယ်။မိသားစုတစုသာကောင်းကောင်းခိုနိုင်မဲ့ချင်းကသိန်း၃၀လောက်ကုန်တယ်လေလို့။စကိုင်းတိုင်းကလေကြောင်းဖီအားပေးခံရတဲ့ဒေသမှာနေရသူတအူးက BBC ကိုပြောပါတယ်။ အုပ်ချုပ်ရေးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းလေကြောင်းတရင်ကိုထိထိရောက်ရောက်မပေးနိုင်သေးဘူးလို့သူကပြောပါတယ်။လေကြောင်းတိုက်ခိုက်တာတွေကြောင့်ညအိတ်မပြောတဲ့အထိစိတ်ဖိစီးတာတွေကြုံနေကြရပြီလို့သခိုင်းနဲ့မန္တလေးတိုင်းတွေကနေကန်တချို့က BBC ကိုပြောပါတယ်။ရွာနှစ်ရွာကြားဆိုလေကြောင်းတရင်ကမရနိုင်ဘူးလေ။ဒီလိုဆိုကောင်းငင်မဲ့မော့ကြည့်မော့ကြည့်နဲ့စားဝတ်နေရေးအတွက်သွာလာနေရတာလေရင်တန်မကြလို့ဘုံမှန်ရင်တော့သိရမှာပါပဲ။အခုကသေဖို့နဲ့ရှင်ဖို့က90 90ပဲလို့တပိတ်ချင်းနေကန်ကပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ပြည်သူတွေအများစုရှိတဲ့နေရာကိုလေကြောင်းပစ်တာကစစ်ကောင်စီအနေနဲ့သွေးခွဲနေတာဖြစ်တယ်လို့ပြောပါတယ်။စစ်ကောင်စီဟာဆုံချုံနယ်မြေတွေကိုလေကြောင်းကနေဖိအားပေးတိုက်ခိုက်လေးရှိပြီးလာချိုးကတာရကဖြစ်ပါတယ်။လက်တလုံးမှာလည်း TNN တွေကိုကုမင်းစွနေပွဲကတဆင့်မြို့ငါးမြို့ကစုပ်ဝေးဖို့သဘောတူညီချက်မရခဲ့တဲ့အခါမှာလာချိုးလိုပဲလေကြောင်းကနေရက်ဆက်ပစ်ခတ်နေပါတယ်။ဒီလိုရဟာဖိအားဖြစ်စေတယ်လို့ TNN တွေပြောခွင့်ရလွေရည်ဦးက BBC ကိုပြောပါတယ်။စစ်ကောင်စီကကျမတို့ထိုင်းချုပ်နယ်မြေမှာလေကြောင်းလက်နက်ကြီးနေတိုင်းပစ်နေတာက မြို့ငါးမြို့ကနေဆုတ်ဆီခြင်းလို့ပါလက်ရှိအချိန်ထိတော့ဖီအားအနေနဲ့ဆက်ရှိနေဆဲဖြစ်ပါတယ်လို့သူကပြောပါတယ်ဘျူဟာကြတိုက်ခိုက်တာထက်အရဲသားတွေကိုဥတီတိုက်ခိုက်နေတာဖြစ်တယ်လို့လွေရည်ဦးကဆိုပါတယ်တပတ်အတွင်းလူဒါဇင်နဲ့ရှီတေဆုံးခဲ့တဲ့စစ်တပ်လေးချောင်းတိုက်ခိုက်မှုတွေစစ်ကောင်စီတပ်ဟာမတ်လ28ရက်ငလင်ဘေးအလွန်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးမေလကောင်အထိအပြည့်ရဲ့တပ်တန်းတိုးထားပြီးမြက်တပတ်အတွင်းတိုင်းနယ်ပြည်နယ်ရှောက်ခုထပ်မင်းမှာလေချောင်းတိုက်ခိုက်မှုတွေတိုးလုပ်ခဲ့ပါတယ် လေကြောင်းတိုက်ခိုက်ခံရတဲ့ပြည်နယ်ရီထဲမှာငလင်းတန်းအစိုးရအဆုံးခံစားခဲ့ရတဲ့မန္တလေးနဲ့စကိုင်းတိုင်းလည်းပါဝင်ခဲ့ပြီးစကိုင်းကတော့လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။အော်ရခတ်တော် AA နဲ့တန်အန်တက် DNA တို့အသီးသီးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တဲကမြို့တချို့နဲ့ရှမ်းပြည်မြောက်မြောက်ပိုင်းကဒေသတွေမှာလည်းလေကြောင်းတိုက်ခိုက်ခံရလို့လူသားစင်ကျော်သေဆုံးမှုတွေရှိခဲ့ပါတယ်။တော်လိုင်းကြီးတပ်ဖွဲ့တွေအားကောင်းတဲ့ဒါမှမဟုတ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်တပ်ကအရက်သားတွေကိုပါလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုပြီး တိုင်းနယ်ပြည်နယ်အလိုက်စစ်ရဲရဲတပတ်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေအပေါ်လေလာဆန်းစစ်ထားတဲ့သုတေသနပြုချက်တွေလည်းထပ်ပေါ်လာပါတယ်။လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတဲ့ဇကိုင်းငလင်တန်ပြင်းပြင်းထန်ထန်ကြုံခဲ့ရတဲ့ဇကိုင်းတိုင်းတွေကဝက်လက်တပည့်ရင်ချောင်းဦးမော်လူးနဲ့အင်းတော်မျိုးအပါအဝင်မြို့ချောင်းမြို့ထက်မင်းကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ BBC စုဆောင်းထားတဲ့သတင်းအချက်အလက်တွေအရသိရပါတယ်။သူတေသနာအဖွဲတစ်ခုပြည့်တဲ့ညနေသေးအဖွဲကတော့သခိုင်းတိုင်းကမြို့နယ်ကိုးကူကိုစစ်တပ်ကမေလဒုတိယပတ်တွင်မှာ လေကြောင်းတိုက်ခိုက်မှု18ကြိမ်လုပ်ခဲ့တာကြောင့်အရက်သား48ဦးသေဆုံးပြီး140ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မေ16ရက်မှာထုတ်ပြန်ထားပါတယ်။ဇဂိုင်းကလေကြောင်းတိုက်ခိုက်မှုတွေတဲ့မေလ12ရက်တပည့်ရင်မြို့နယ်အိုရင်နင်းရွာစာတင်ကြောင်းတိုက်ခိုက်ခံရမှုကအသေးအပြောက်အများဆုံးဖြစ်ခဲ့ပါတယ်။မူလာတန်းတက်နေတဲ့အတန်းငယ်ကလေး15ဦးအထိသေဆုံးခဲ့ပြီးကျောင်းသားကျောင်းသူနဲ့ဆရာမဆုပ်စုပေါင်း24ဦးအထိသေဆုံးခဲ့တယ်လို့တပည့်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖဘက BBC ကိုပြောပါတယ်။စာတင်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဥရောပသမဂ္ဂ EU အပါအဝင်နိုင်ငံတကာကနေစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့တိုက်တွန်းတဲ့ထုတ်ပြန်စာတွေထွက်ပေါ်ခဲ့ပါတယ်။စာတင်ကြောင်းဖြစ်စဉ်မှာလူတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံခဲ့ရတဲ့အပေါ်တုံလုံးလျှောက်ရှားရတယ်လို့ဆိုပြီးကျူးလွန်တဲ့သူတွေကိုအပြစ်ပေးအရေးယူနိုင်တဲ့အထည်ပြုလုပ်ဖို့လိုတယ်လို့လည်း EU ကထုတ်ပြန်ခဲ့ပါတယ်။ခုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းစာတင်ကြောင်းတွေကဘုံကျဲရမယ့်နေရာမဟုတ်ပဲကလေးတငယ်တွေအန္တရာယ်ကင်းစွာပညာသင်နိုင်ဖို့လက်နက်ပရိပက္ခတွေရှိနေတဲ့ကြားမှာပဲဦးစားပေးကာကွယ်ဆောက်ရှောက်ပေးရမယ့်နေရာဖြစ်တယ်လို့သူရဲ့ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာအသိပေးပြောကြားခဲ့ပါတယ်။အလားတူဗီဒင်ရဲ့အင်ဒိုပစိဖိတ်ရေးရာဝန်ကြီးကက်သရင်ဝက်စ်ကလည်းဒီဖြစ်စဉ်ကိုကြားရတဲ့အတွက်အလွန်တော်လုံးမိကြောင်းနဲ့စာတင်ကြောင်းတွေဟာဘေးကင်းလုံခြုံမှုနဲ့အခွင့်အလမ်းတွေဖန်တီးပေးရရပ်ဝန်းတာဖြစ်ပြီးလေကြောင်းတက်ခဲမှုတွေရပ်တန့်ဖို့အရသာပြည်သူအများလုံခြုံမှုရှိစေဖို့နဲ့အရက်ဖတ်အခြေခံအဆောက်အအုံတွေကိုအကောက်အကဲပေးဖို့မြန်မာစစ်တပ်ကိုထပ်မံတိုက်တွန်းနေဆိုပြီးပြောထားပါတယ်။ တဖက်မှာလည်းဝါလမ်မြို့နယ်တဲကရွာ9ရွာထပ်မင်းမှာမေလဒုတိယပတ်ထဲမှာပဲလေကြောင်းတိုက်ခိုက်ခံရတာကြောင့်လူပေါင်း16ဦးထပ်မင်းသေဆုံးခဲ့တယ်လို့ဝါလမ်မြို့အရှေ့ဆိုင်လှုပ်ရှားနေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်နဲ့ရွာကန်တွေရဲ့ပြပြချက်အရာသိရပါတယ်။စကန်းသာရွာတော်ကုန်း၊ချွေပန်းကုန်း၊တစ်စိန်ကြီး၊အောင်မြေ၊မဲတော်ကုန်းရွာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့မြေပြင်အခြေအနေသိတဲ့ BBC သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။ဒီရွာတွေကို မေလ10ရက်ကနေ23ရက်ညပိုင်းအထိစစ်တပ်ကလေကြောင်းကနေ၄ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သူကစပြောပါတယ်။ ညာလေးတေသူတေနာအဖေကတော့စစ်ကောင်စီကဝက်လက်နဲ့တပည့်ရင်မျိုးနယ်တွေမှာလေကြောင်းတက်ခိုင်းဖို့ကိုးကြိမ်လုပ်ခဲ့တယ်လို့ပြောပါတယ်။စစ်ကောင်စီကတော့အိုးတိန်တွင်းရာစာတမ်းကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးလေကြောင်းတက်ခိုင်းမှုမလုပ်ခဲ့ဘူးလို့နိုင်ငံပိုင်ရုပ်သံကနေမေလ12ရက်မှာညင်းဆိုကြေညာခဲ့ပါတယ်။ ဒီပြည်စင်တဲ့ပတ်သက်ပြီးစစ်တပ်ကစစ်ရေးပြတ်မှမဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာမရှိဘူးဆိုတဲ့အချက်ကိုလည်းစစ်ကောင်စီကထည့်သွင်းပြောထားပါတယ်။စစ်တပ်ထောက်ခံသူတို့ကလည်းအိုးဒိန်ရင်းရာစာတင်ကြောင်းတိုက်ခိုက်ခံရတဲ့အစောပိုင်းရက်တွေမှာအချက်ပတ်သမားတွေကိုဘုံကျဲပြီးရှင်းလင်းတယ်လို့ရေးသားခဲ့ကြပြီးစာတင်ကလေးတွေရဲ့တိတ်ဆုံးတဲ့အလောင်းတွေလူမှုကင်ရက်မှာပြန့်နှံ့လာချိန်မှာတော့ PDF တွေကစာတင်ကြောင်းထဲမှာလက်နက်ထုတ်လို့ပောက်ကွဲတာလို့ပြောင်းလဲဖော်ပြခဲ့ကြပါတယ်။စာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒီပြည်စင်မှာတိတ်ဆုံးကလေးတွေရဲ့မိသားစုဝင်တချို့ကပြောသလိုစစ်လက်နက်ပစ္စည်းလေးလာသူတွေက လဲစစ်တပ်ဟာအခုတိုက်ခိုက်မှုမှာပုံမှန်အသုံးပြုနေကြမြေပေါ်ကျပြီးမှပောက်ကွဲတဲ့ဘုံထက်လေထဲမှာဆင်ခဲပောက်ကွဲတဲ့ဘုံသုံးခဲ့တာဖြစ်နိုင်တယ်လို့ကောက်ချက်ရှာကြပါတယ်ပြည်သူများအသိပင်ဖြစ်ပါကြောင်းအကျန်းဖက်တမားများကသာ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့မြို့နယ်ကြီးရွာများအားလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့အရက်သားပြည်သူများအားပြန်ပြေးဆွဲဖမ်းဆီးတပ်ဖြတ်ခြင်းများဆောင်ရွက်လျက်ရှိပြီးဒေါ်လာရေးထိန်းချုပ်နယ်မြေတွေရက်ဆက်၄ချောင်းတိုက်ခိုက်ခံနေရ မေလာအတွင်းမှာပဲအော်ရက်ခတ်တော်အေးထိန်းချုပ်ထားတဲ့ရသိတောင်နဲ့ကျောက်တော်မျိုးတို့မှာလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့အေအေကမေဒုတိယပတ်မှာသတင်းထုတ်ပြန်ပါတယ်ရသိတောင်မျိုးနယ်တွေကထွန်းရဝေရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာလူ12ဦးသေဆုံးပြီး23ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲအေအေထိန်းချုပ်တဲ့ကျောက်တော်မြို့နယ်တဲကိုလေကြောင်းကနေနှစ်ရက်ဆက်တိုက်ဘုံထက်ကျဲခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကအတည်ပြုပြောသလို အေးအေးကလည်းထုတ်ပြန်ပါတယ်။အဲ့ဒီနှစ်ရက်တာတိုက်ခိုက်မှုအတွင်းအရက်သား၈ဦးသေဆုံးခဲ့ပြီး14ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့အေးအေးကစာရင်းပြည့်စုဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းတန်အပ်တဲ့ DNA တွေထိန်းချုပ်ထားပြီးစစ်တပ်နဲ့ DNA တွေပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ရှိနေတဲ့ရှမ်းပြည်နယ်နောင်ရှိုမြို့နယ်ကိုစစ်တပ်ကလေကြောင်းကနေအကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့မြေပြင်အခြေအနေသိသူတို့ကအစောပိုင်းကတည်းကပြောထားပါတယ်။နောင်ရှိုအပြင်မန္တလေးတိုင်းကမိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကမန်တုံနဲ့မိုင်းငေါမြို့တို့ပါလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရဲသားတိုက်စုံမှုတချို့ရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ TNN ထုတ်ပြန်ချက်ထဲမှာတော့နောင်ရှိုမြို့လေကြောင်းတိုက်ခိုက်မှုမှာအသေးကဒရုန်းသုံးပြီးဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။လေကြောင်းပစ်လက်နက်တွေတဲ့စစ်ကောင်စီတပ်ကအသေးကဒရုန်းသုံးတယ်ဆိုတဲ့ TNN ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ TNN ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကို BBC ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးလေလံရေးအဖွဲ့ရဲ့စစ်ဘက်သူတည်သည့် CDM ဘုံမှုနောင်ရိုးကတော့အသေးကဒရုန်း စူဆိုက် drone တွေကိုစစ်တပ်ရောတော်လိုင်းရေးဘက်မှာပါအသုံးပြတယ်လို့ BBC ကိုပြောပါတယ်။အသေးခံ drone တွေဟာတစ်ချိန်မဲ့သုံးလို့ရပြီးစစ်ရေးဓာတ်ရိုက်ပြစ်မှတ်တီနီယာ GPS တွေကိုအတိအကျထည့်ပြီးတပ်ဆင်ရတာကြောင့်ပြစ်မှတ်နေရာတိတိကျကျသိရတဲ့အခါမျိုးတွေမှာသုံးရင်ထိရောက်မှုပိုရှိတယ်လို့သူကရှင်းပြပါတယ်။အရက်သားတွေကိုရှောက်လန့်နေတဲ့လေကြောင်းရံဒေါ်လာရေးအားကောင်းတဲ့သခိုင်းတိုင်းအပြင်စစ်တပ်နဲ့ဒေါ်လာရေးအင်အားစုတွေကြားတိုက်ပွဲဆက်ရှိနေတဲ့နေရာတွေကိုစစ်တပ်ကမေလာထဲမှာနေ့စဉ်နှီးပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်။ ညာလေးသည့်သုတေသနအဖွဲ့ကတော့စကိုင်းနယ်မန္တလေးအပါအဝင်ဒေသ14ခုမှာလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်အနည်းဆုံး62ခုရှိခဲ့ပြီး64ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီအချက်လက်တွေဟာမေ9ရက်ကနေ15ရက်နေ့အထိတပတ်တာအတွင်းစုဆောင်းထားတဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်တွေလို့သိရပါတယ်။သေဆုံးခဲ့တဲ့64ဦးထဲကလေးငယ်အရေအတွက်က32ဦးထိရှိပြီး245ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သုတေသနအဖွဲ့ကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့်2023ဇန်နဝါရီကနေ2025မေလ12ရက်အထိနှစ်နှစ်ကျော်အတွင်းအရက်သား3000ကျော်တိုက်ဆုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမေလတတိယအပတ်ထဲမှာထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီ3000ကျော်ထဲမှာကလေးငယ်441ဦးပါဝင်ခဲ့တယ်လို့ဖော်ပြပါတယ်။ရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ကျန်တဲ့ပြည်နယ်တွေအတိုင်း73ခုစလုံးမှာလေကြောင်းတိုက်တဲ့ဖြစ်စဉ်ပေါင်း2600ကျော်ရှိခဲ့တယ်လို့ NUG ကဆိုပါတယ်။စစ်ကောင်စီကတော့မေလတတိယအပတ်မှာပဲ တော်လိုင်းရေးအဖွဲ့တွေရှိတဲ့နေရာကိုမြန်မာစစ်တပ်ကတိုက်ခိုက်လို့ဒေသခံတွေထိခိုက်ပျက်စီးတာတွေနဲ့ပတ်သက်ပြီးနိုင်ငံပိုင်သတင်းစာကနေမေ18ရက်မှာရေးသားဖော်ပြလာပါတယ်စစ်တပ်ကတော့လက်နက်ကိုင်တွေအာရမဝင်ရောက်နေထိုင်တဲ့မြို့ရွာတွေကိုသတင်းရရှိတဲ့အချိန်နေအရရပေါ်မူတည်ပြီးလိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်မြေပြင်မှာလူဆယ်ရှိသေဆုံးတဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေပေမဲ့စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေမှာထိခိုက်သေဆုံးမှုတွေကိုမပြောဘဲထိခိုက်မှုအနည်းနဲ့အများရှိတယ်လို့ပဲဆိုပါတယ် မေလာအတွင်းစစ်တပ်ရဲ့ဇက်တိုက်လေးကြောင်းတိုက်ခိုက်မှုတဲ့အပေါ်အရက်ဖတ်အဖွဲတချို့ကသူတည်တနာပြုထားတဲ့ထုတ်ပြန်ချက်တွေနဲ့ဒေါ်လာရေးအင်အားစုရဲ့ထုတ်ပြန်ချက်တွေခက်ဆိုက်ဆိုက်ထွက်လာပြီးတဲ့နောက်မှာစစ်ကောင်စီကအခုလိုဖော်ပြလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ရဲ့လေကြောင်းရန်ကြောင့်ထိခိုက်ဒေဆုံးမှုတွေကိုရှော့ရှားဖို့စစ်တပ်ရဲ့လေရင်ဥတီပြန်တမ်းရလမ်းကြောင်းလေရင်အမျိုးအစားတွေကိုအချိန်နဲ့တပြေးညီစနစ်တကျကင်းထောက်ပြီးလူလူကိုကြိုတင်တတိပေးတဲ့စနစ်တွေအားကောင်းအောင် လုပ်ဖို့လိုအပ်နေပြီလို့ CDM ဘုံမှူးနောင်ယိုးကပြောပါတယ်။ ဒါအပြင်လေရောင်းရံကာကွယ်တွေဖြစ်တဲ့ဘုံခိုခြင်းတွေကိုလည်းဒေါ်လန်ရေးတပ်ဖွဲ့တွေဘက်ကဒေသခံတွေနဲ့ပူးပေါင်းပြီးကာလန်ဒေသနဲ့အညီစနစ်တကျစောင့်ပေးဖို့လည်းလိုတယ်လို့သူကမှတ်ချက်ပြထားပါတယ်စစ်တပ်ကလေကြောင်းနဲ့မြေပြင်ကင်းထောက်တွေတိုးမြင့်လှုပ်ဆောင်လာတာကြောင့်ဒေါ်လန်ရေးအဖွဲ့အစည်းတွေကလူတွေအပြင်လွမြောက်နေမြေကလူတွေအနေနဲ့လည်းဘုံခိုခြင်းပြင်ဆင်ထားရှိမှုတွေကိုလူမှုကွန်ရက်ပေါ်မှာမျှဝေတာတွေမလုပ်ဘဲချုပ်ဝှက်ထားဖို့လိုတဲ့အကြောင်းစစ်ရေးစောင့်ကြည့်သူတွေကတိုက်တွန်းထားပါတယ်ဒါအပြင်အရက်ဖက်နဲ့ဆက်ဆက်တဲ့နေရာတွေမှာ လှုပ်ရှားဆောင်ရွက်တဲ့အခါတရင်မပေါက်ကြရေးအရေးကြီးတယ်လို့ CDM ဘုံမှုနောင်ယိုကတတိပေးပါတယ်။တော်လိုင်းရင်တပ်ဖွဲ့တွေဘက်ကဒီလိုအရက်ဖက်နဲ့ဆက်ဆက်နေတဲ့နေရာတွေမှာစစ်ရေးလှုပ်ရှားတဲ့တရင်တွေမပေါက်ကြဖို့ကိုလည်းတတိကြီးကြီးထားဖို့လိုပြီး BBC မှစောင်းမဖြစ်ပါတယ်။